ကြန့်ခံရေးပါတီဥက္ကဋ္ဌဦးခင်ကြီးနဲ့စကူးအဖွဲ့တရုတ်နိုင်ငံသို့တွားရောက်ကြောင်းသိရပါတယ်ပြည်ထောင်စုကြန့်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးဦးဆောင်၍ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ2ဦးပြည်သူ့ရှေ့ဆောင်ပါတီမှ4ဦးမြမတောင်သူလက်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ3ဦးပါဝင်စကူးဦးသည်ယမန်နေ့တွင်တရုတ်နိုင်ငံသို့လေလာရေးခရီးတွားရောက်ခဲ့ကြောင်း USDP ကထုတ်ပြန်ထားပါတယ်အဆိုပါအဖွဲ့သည်တရုတ်ကွန်မြူနစ်ပါတီဖိတ်ကြားချက်အရလေလာရေးခီးစဉ်ဖြင့်ဂျွန်လ24ရက်နေ့အထိ ွားရောက်မည်ဖြစ်ကာရင်ခီးစင်အားပြီးခဲ့သည့်ဧပြီလကလေးကတွားရံစီစဉ်ခဲ့တော်လဲပြင်းထန်ကလေးအကြောင်းရက်ရွှေ့ဆိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောထားပါတယ်။အာနာသိမီနောက်စစ်တပ်တောထောက်နောက်ခံပြုထားသည့် USDP ပါတီအပါအဝင်နိုင်ငံရေးပါတီများသည်လေလာရေးခီးခေါင်းစဉ်ဖြင့်ရုရှားနှင့်တရုတ်နိုင်ငံများသို့အများဆုံးတွားရောက်ခဲ့ကြပြီးနိုင်ငံတွင်းတပ်ပွဲများ၌စစ်ကောင်စီတပ်စခန်းများလက်လို့ရကာအထင်အချိန်မှာဥခင်ကြီးကရုရှားနိုင်ငံအားစစ်ရေးအကူအညီများပေးရန်တောင်းဆိုခဲ့မှုပါတယ်။ဥခင်ကြီးအနေဖြင့်ပြီးခဲ့သည့်ဇူလိုင်30ရက်နေ့ နေပြည်တော်ဌာနချုပ်၌ပြုလုပ်ခဲ့သောနိုင်ငံတကာသတင်းအေဂျင်စီရုစီးယားစီဂိုဒီနာ၏အာဆီယံသတင်းထောက်နှင့်တွေ့ဆုံဆွေးနွေးရာတွင်ရုရှားအနေဖြင့်မြန်မာပြည်တွင်ပဋိပက္ခကိုအကြမ်းဖက်မှုအဖြစ်လက်ခံပြီးပူးပေါင်းပါဝင်တိုက်ခိုက်ပေးရန်တောင်းဆိုခဲ့ကြောင်းရုရှားသတင်းဌာနစပုတနစ်မှဩဂတ်လ၄ရက်နေ့ကထုတ်ပြန်ခဲ့ပါသည်။ဖာကန်တွင်စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဖက်မှအရာရှိတို့ချို့ပါဝင်တေဆုံးမှုများပြားနေကြောင်းသိရပါသည်။ ။ရချင်းပြည်နယ်ဖားကားမြို့အကြမ်းဖက်စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲအတွင်းစစ်တပ်ဖက်မှအရာရှိတချို့အပါအဝင်တေဆုံးမှုများပြားနေကြောင်း KIA စစ်ရေးတရင်ရင်းမြစ်ကပြောဆိုပါရ။ဂျွန်လ18ရက်နေ့ဖားကားတွင်တိုက်ပွဲနှစ်နေရာဖြစ်ပွားနေပြီးမော်စီစာဖျားကုန်းတွင်တက်ဆွဲထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA PDF ပူးပေါင်းတပ်ဖွဲ့ကတွားရောက်ရှင်းလင်းတိုက်ခိုက်ကြောင်းအဆိုပါတိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုများပြားခြင်းဖြစ်ကြောင်းသိရပါသည် ဒီမနေ့မော်စီစာဖျားကုန်းကစစ်ကောင်စီတွေကို KIA နဲ့ PDF တွေကတွားရောက်တိုက်ခိုက်ခဲ့တဲ့အချိန်မှာသူတို့ဘက်ကအထူးခိုက်တေဆုံးများတယ်။သူတို့ဘက်ကအကောင်ကြီးကြီးတကောင်နဲ့တေတယ်လို့သတင်းကြားတယ်ဟု KIA စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ထို့ပြင်ဖကန့်မော်ဝန်းလေးရွာဖျားကျောင်းတွင်တပ်ဆွဲထားသည့်အကြမ်းဖက်စစ်တပ်ကိုလည်း KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကဝန်ရောက်တိုက်ခိုက်နေကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းမှမော်ဝန်းလေးဒီရွာတို့မကြသေးခင်ကမှစစ်ကြောင်းထိုးဝန်ရောက်တပ်ဆွဲခဲ့ခြင်းဖြစ်ကြောင်းလက်တလုံးမော်ဝန်းလေးနဲ့မော်ဝန်းကြီးရှိ ပြည်သူများစစ်ပေးရှောင်ပြေးနေရကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ်။မလို့ဆယ်တော့ဖားကမှာ200တိုက်ပွဲပြင်းထန်တယ်။ဒီမိုးကောင်းအခြေဆိုင်အမှတ်3ခြေလင်တက်မဟာအဲ့ဒီစစ်ကြောင်းကဖားကန်ရောက်လာကြတဲ့ကတက်မဟာမူဘုံမှုချုပ်ဇော်လာဥဆောင်တဲ့စစ်ကြောင်းရောက်လာကြတဲ့ကလေအဲ့ဒီစစ်ကြောင်းကဖားကန်ပြည်သူအယောက်30ကျော်ကိုနှိပ်စက်တပ်ဖြတ်ထားပြီးလော်ဆယ်ဖားကန်ပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရတယ်။အဲ့ဒီစစ်ကြောင်းရောက်လာကြတဲ့ကနေဖားကန်ကကြောက်စိမ့်လုပ်ကွန်ပဏီတွေမီးရှို့တယ်ပြည်သူကိုတပ်ဖြတ်တယ် အကြမ်းဖက်မှုတွေနေတိုင်းလှုပ်ဆောင်နေတယ်ဟု KIA စီးတင်းရင်းမြစ်ကပြောပါတယ်။အကြမ်းဖက်စစ်တပ်ဤမိုးကောင်းအခြေဆိုင်အမှတ်3ချိန်လင်တက်မှာမှစစ်ကြောင်းကဖကမျိုးတို့မေလနှောင်းပိုင်းကလေးကစတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးယခုအခါရက်20နီးပါးရှိနေပြီဖြစ်ကနေတိုင်းနီးပါးတက်ပွဲများဖြစ်ပွားနေကြောင်းသိရပါတယ်။ American Lion တင်တဲ့မော့ရဲ့ Vietnam ခီးစဉ်ကိုဖျက်သိမ်းပြီးအရှိအလယ်ပိုင်းကိုချက်ချင်းထွက်ခွာကြောင်းသိရပါတယ်။ Iran နဲ့ Israel ကြားစစ်ရေးပဋိပက္ခအရှိန်တက်လာနေချိန်မှာ America ဟာ အရှေ့အလယ်ပိုင်းဒေသမှာစစ်ရင်အားကိုပုံမှုချဲ့ထွင်ပြီးဖြန့်ကျက်ဖို့စီစဉ်နေကြောင်းသိရပါတယ်။ USS Nimitz လေယံတင်သင်္ဘောကြီးဦးဆောင်တဲ့ American ရေတပ်စစ်ရင်အုပ်စုဟာ Vietnam လေပတ်ခီးစဉ်ကိုရုတ်တရက်ဖျက်သိမ်းပြီးဂျွန်လ16ရက်နေ့မှာအရှေ့တောင်အာရှရေပြင်ကနေအရှေ့အလယ်ပိုင်းဒေသစီစတင်ထွက်ခွာလာနေတယ်လို့ဆိုပါတယ်။ American ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ ်ပင်ကွန်စစ်ဌာနချုပ်ကအရှိလေပိုင်းမှာအမေရိကန်ရဲ့စီးစွမ်းဆောင်ရည်ကိုတိုးမြှင့်ထားမယ်လို့ကြေညာပြီးတဲ့နောက်မှာအခုလိုမျိုး USS Nimitz ရဲ့ခီးစဉ်အပြောင်းလဲဖြစ်လာခဲ့တာပါအခုအခါမှာအဲ့ဒီလေယာဉ်တင်သင်္ဘောကြီးရဲ့အချံညာတိုက်လေယာဉ်တွေဟာမလကာရေလက်ကြားကိုဖျက်ပြီးအိန္ဒိယသမုဒ္ဒရာကိုဖျက်သားနေပါတယ်ဗီယက်နမ်အစိုးရအရာရှိတူကလည်း USS Nimitz နဲ့အခြားအမေရိကန်စစ်သင်္ဘောတွေကိုလက်ခံကြိုးစားပြီးမဲ့ဂျွန်လ20ရက်နေ့အစီအစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းအတည်ပြုခဲ့ပါတယ်မူလက အမေရိကန်ရေတပ်ဖွဲ့ဟာဂျွန်လ19ရက်နေ့မှာဗီယက်နမ်ကိုရောက်ရှိပြီးဂျွန်လ23ရက်နေ့အထိဒါနန်မှာစိုက်ကပ်ထားဖို့ယူရထားခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်ဆန်ရအမေရိကန်တာယုံစီပေးပို့တဲ့အကြောင်းကြားစာမှာတော့စစ်စင်ရေးဆိုင်ရာအရေးပေါ်လိုအပ်ချက်ကြုံလာတဲ့အတွက်လီယန်တင်သင်းမောရဲ့ဗီယက်နမ်ခီးစင်ကိုပယ်ဖျက်လိုက်ရကြောင်းရေးသားထားပါတယ်။ဣရန်နဲ့အစ္စရေးကြောင်လေကြောင်းကနေအပြန်လှန်တိုက်ခိုက်မှုတွေအရှိန်မြင့်တက်လာနေတဲ့အချိန်မှာအမေရိကန်ဟာအရှိလေပိုင်းမှာဖြန့်ကျက်ထားတဲ့စစ်အင်အားကိုကာကွယ်ရည်ရွယ်ချက်တွေအရ ပုံမအဖြစ်သွားမယ်လို့အမေရိကန်ကာကွယ်ဝန်ကြီးကပြောကြားထားပါတယ်။ကာကွယ်ရေးအတွက်ပုံမအလေးထားပြင်ဆင်ဖို့ယူရပြီးအရှိလေပိုင်းမှာတပ်တွေကိုတိုးမြှင့်ဖြန့်ဆက်ထားဖို့သူကတိုက်ရိုက်အမိန့်ပေးထားပြီးဖြစ်တယ်လို့လူမှုကွန်ရက်မီဒီယာကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိပြည်ပခန့်တွေကိုရပ်တန့်ဖို့နိုင်ငံတကာတောင်းဆိုမှုတွေမြင့်တက်နေသည့်တိုင်အစ္စရေးရောအီရန်ပါအလျှော့ပေးမဲ့အလားအလာမျိုးလုံးဝဆက်မတွေ့ရသေးပါဘူး။ပရိပခကငားရက်ထိကြာမြင့်လာတဲ့အတော်တွေမှာအီရန်ဘက်ကထိတ်တန့်စီဥစည်းအရာရှိတွေနျူကလ িয়ার သိပ္ပံပညာရှင်တွေနဲ့ အရက်သားစုပေါင်း224ဦးလောက်သေဆုံးခဲ့ပြီးအစ္စရေးဘက်မှာတော့အရက်သားသေပြောက်24ဦးထပ်မံနေရှိခဲ့ကြောင်းသိရပါတယ် G7 ထိပ်သီးစည်းဝေးကအစ္စရေးကိုထောက်ခံပြီးအီရန်ဒီရဲ့ရှေ့လက်ပိုင်းမတိမရိမှုရဲ့အရင်မြေလို့လဲဆိုထားပါတယ်ကနေဒါနိုင်ငံမှာပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးစည်းဝေးကအစ္စရေးကိုထောက်ခံကြောင်းနဲ့အီရန်ဟာအရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့မတိမရိမှုရဲ့အရင်မြေဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ် တင်းလာနေနှောင်းပိုင်းက G7 ထိပ်သီးစည်းဝေးပူးတွဲထုတ်ပြန်ကြေညာချက်မှာတင်းမာမှုတွေလျှော့ချဖို့အီရန်ပေါ်တောင်းဆိုခဲ့ပြီးအစ္စရေးဟာပြင်းထန်တဲ့အရှိလေပိုင်းအကြက်တဲမှာမိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်ရှိတယ်လို့အလီဘီပြောဆိုခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဒါပြင်အစ္စရေးကိုထောက်ခံကြောင်းဖော်ပြပြီးအစ္စရေးပြန်မဲ့အီရန်ကိုအရှိအလေပိုင်းမှာမတည်ငြိမ်မှုတွေရဲ့အရင်းမြစ်ဖြစ်တစိုက်ကတ်လိုက်တယ်လို့လည်းသတင်းမှာဆက်လက်ဖော်ပြထားပါတယ်။ကမ္ဘာအရေးကြီးဆုံးနိုင်ငံတွေဖြစ်တဲ့ G7 နိုင်ငံစုရဲ့52ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကိုဂျွန်လ15ရက်နေ့ကနေ19ရက်နေ့အထိကနေဒါနိုင်ငံအယ်ဘတ်တာပြည်နယ်ကာနာနက်စကစ်တေးလက်ဒေသမှာကျင်းပခဲ့ပြီးအစည်းအဝေးပြီးထုတ်ပြန်ချက်မှာအခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။အဲဒီ G7 ထိပ်သီးအစည်းအဝေးကိုအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဂျပန်၊ UK နဲ့အမေရိကန်ပြည်ထောင်စုလို့ကခေါင်းဆောင်တွေတက်ရောက်ခဲ့ပြီးဒီနှစ်အစည်းအဝေးမှာအဲ့နိုင်ငံဖြစ်အိန္ဒိယဝန်ကြီးချုပ်မူဒီနဲ့ယူကရိန်းသမ္မတဇလန်စကီတို့လည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီ G7 ထိပ်သီးစုဝေးမှာဆွေးနွေးကြတဲ့အကြောင်းအရာတွေကတော့ယူကရိန်းစစ်ပွဲအပအဝင်ကမ္ဘာလုံခြုံရေးပြဿနာတွေအရှိလေပိုင်းရေကင်းတွေပါဝင်အစ္စရေးအီရန်ပြည်ပခစီးပွားရေးအတက်ကြောင့်ကုန်သွေးစနစ်ပြဿနာတွေရာသီဥတုပြောင်းလဲမှုနဲ့တဘောပေါ်ရင်ကြီးကိစ္စတွေကိုပါအလေးပေးဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ G7 စီဝေးပြည်စုံအောင်မနေပဲအမေရိကန်တို့ချက်ချင်းပြန်လာခဲ့ပါတယ်။အစ္စရေးနဲ့အီရန်တို့ရဲ့ပြည်ပခငရဲမြောင်းနေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်ပြည်သူတွေကိုတီရန်မြောက်ကနေဘေးလွတ်ရာသို့ရွှေ့ပြောင်းဖို့နဲ့အီရန်ဟာ ညူလက်နက်တွေထုတ်လို့ရသဘောတူညီချက်ကိုပယ်ချခဲ့တယ်လို့ပြောဆိုပါတယ်။အသေးစိတ်ချက်လက်တွေကိုတော့ပြောဆိုမသွားဘူးလို့တီးရပါတယ်။အီရန်ရဲ့ CUC အရာရှိချုပ်ကိုတုတ်တင်နိုင်ခဲ့တယ်လို့ Israel's တက်ကပြောပါတယ်။အီရန်ရဲ့ CUC အရာရှိဖြစ်လာသူ Alishas Mani ကိုရှင်းလင်းတုတ်တင်နိုင်ခဲ့တယ်လို့ Israel's တက် IDF ကကြေညာခဲ့ပါတယ်။တနည်းအားဖြင့် Israel ဟာ၅ရက်အတွင်းအီရန်ရဲ့အစ်စ်မြင့်ဆုံးစစ်ပယာထုရယူထားသူတွေကို၂ရက်ဆက်တိုက်လုံခြုံနိုင်ခဲ့တာဖြစ်ပါတယ်။ Israel ဟာပြီးခဲ့တဲ့သတင်းပတ်ကောင်မှာအီရန်ကိုစတင်တိုက်ခိုက်ချိန်တုန်းက အီရန်ရဲ့စေဦးစီးအရာရှိချုပ်ဖြစ်သူဂိုလာမာလီရာရှစ်ကိုလုံခြံခဲ့ပါတယ်။ဂျွန်နာစကွန်နီယနေ့မှာတော့ IDF ဟာရာရှစ်နေရာကိုအရေးပေါ်စစ်ကောင်ခဲ့သူရှက်မန်နီကိုပါရှင်းလင်းခဲ့ကြောင်းထပ်မံထုတ်ပြန်လာခဲ့တာပါ။ရှမန်နီဟာအီရန်အစိုးရအဓိပတိအယာတူလာအလီခါမေနီရဲ့အနိကစီရဲ့ကြံပေးတူလည်းဖြစ်ပါတယ်။သူဟာတီရာမြို့လယ်မှာ IDF လေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင်သေဆုံးသွားတာလို့သိရပါတယ်။ IDF ကတီရာမြို့လယ်ကစီးဘူဌာနချုပ်တစ်ခုကိုတိတိကျကျအခြေမုံထပ်ခဲ့ပြီးအဲဒီစစ်စင်ရေးမှာ အီရန်ရဲ့ CUC အရာရှိချုပ်ကိုတုတ်တင်နိုင်ခဲ့တာလို့ကြေညာသွားပါတယ်။ရာထူးအရာရှက်မာနီဟာအီရန်ရဲ့ပုံမှန်ဆိုရစစ်တပ်ရောနိုင်ငံရဲ့အကြီးဆုံးလက်နက်ကန်အင်အားစုဖြစ်တဲ့တော်လှန်ရေးအဆောင်တပ်ကိုပါကြီးမှုနေခဲ့တာဖြစ်ပါတယ်။ရှုံမာနီရတူပြစ်မှတ်ထားခံခဲ့ရတဲ့အီရန်ရဲ့စစ်ရေးကိုကဲမှုဌာနဟာကာတမန် LBR လို့ခေါ်ပြီးအစ္စရေးကိုလက်ရှိတိုက်ခိုက်နေတဲ့အီရန်ရဲ့စစ်စင်ရေးတွေကိုအ धिक တာဝန်ယူနေတဲ့နေရာဌာနတစ်ခုဖြစ်တယ်လို့ IDF ကပြောပါရယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার ဆန်ရဆောက်အုံတွေနဲ့ စစ်ကောင်တွေကိုစတင်တိုက်ခိုက်တဲ့ဂျွန်လ3ရက်နေ့မှာပဲအီရန်ရဲ့ CUC အရာရှိရရှစ်ကို IDF ကရှင်းလင်းခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဒုတိယ CUC ချုပ်ဖြစ်သူရှက်မာနီဟာရရှစ်ရဲ့အရေးအယာကိုအလင်းမြန်ဆက်ခံပြီးအစ္စရေးကိုလက်တုံ့ပြန်တဲ့စစ်စင်ရေးတွေမှာဦးစီးကွက်ခဲ့ခဲ့ပါတယ်။သူတည်ဆုံခြင်းဟာအီရန်အတွက်တော့နောက်ထပ်ကြီးမားတဲ့ထိုးနှက်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ IDF ကတော့ရန်သူရဲ့စစ်စင်ရေးအစီအမံတွေမှာအရေးပါဆုံးစီမံဆုံးဖြတ်တဲ့ကွန်ရက်ကိုစနစ်တကျအောင်မြင်ဖြစ်စည်းနေနိုင်စေဖြစ်ပါတယ်။ ြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အွန်းသည်ရုရှားနိုင်ငံခပ်ဒေတာတွင်ပူရင်ကိုကူညီရန်စစ်တီများကိုဆေးလွတ်ခဲ့ကြောင်းသိရပါသည်။၎င်းတို့အနေ6000ကျော်မှပြန်မလာနိုင်တော့ကြောင်းဗြိတိန်ထောက်လိုင်းဌာနကပြောကြားလိုက်ပါသည်။ရုရှားနိုင်ငံခပ်ဒေတာတွင်ရုရှားတပ်ဖွဲ့များနဲ့အတူတပ်ပွဲများဆင်နွှဲနေစဉ်မြောက်ကိုရီးယားစစ်သား6000ကျော်တည်ဆုံးတန်ရာရခြင်းသို့မဟုတ်ပျောက်ဆုံးခြင်းတို့ဂျုံတွေ့ခဲ့ရကြောင်းဗြိတိန်ထောက်လိုင်းအစီရင်ခံစာတစ်တွင်ဖော်ပြထားပါသည်။အဆိုပါဒေတာတို့ဆေးလွတ်ခဲ့သည့်မြောက်ကိုရီးယားတပ်ဖွဲ့ဝင်1000ထောင်ခန့်နဲ့ တဝက်ခတ်မှာတည်ပြောက်များရှိခဲ့ကြောင်းဗြိတိန်ကာကွယ်ဝင်ကြီးဌာနကဂျွန်လ15ရက်နေ့တွင်ထုတ်ပြန်သည့်ထောက်လိုင်းစီရင်ခံစာတွင်ဖော်ပြထားပါသည်